အလုံးမင်္ဂလာပါကာယဒုက္ခစိတ်တဒုက္ခနဲ့ပြည့်စုံအောင်လောဆောင်နိုင်ပါစေကြောင်းမေတ္တာဘုဒ္ဓဆုမကုန်များလေတောင်းရပါတယ်အော်ဒါနဲ့ပြောရအောင်မယ်ဆိုတော့အစီအစဉ်လေးကနေပြီးတော့ပြန်လဲကျဆိုပါတယ် အရှင်တစ်ဘက်ကကျွန်တော်မတင်ဆက်လာနိုင်ဘူးကြောက်ကြက်ရေပေါ်မှာပြန်ပြီးတော့အော်ဒါနဲ့ပြောရအောင်မယ်ဆိုတဲ့အစီအစဉ်လေးကိုပြန်ဆက်ပါမယ်အဲ့တော့ဘာလဲဆိုရင်ဘောနော်တွေ့ရဆုံရကြုံရတာတွေလည်းအများကြီးပါပဲ အဲ့ဒီမှာကျွန်တော်ပညာရှိတဦးရဲ့အစအမလေးတစ်ခုရုပ်ပြမယ်မိမိတို့နှလုံးသားထဲမှာဗราတရားအပြည့်အဝရှိပါတော့လဲမိမိလက်ထဲ၌ပေးကမ်းစရာဘာမှမရှိပါကတစ်ဖက်သားအတွက်အကျိုးမရှိအချင်းကြီးသာတည်းဒါကတော့ပညာရှိတဦးရဲ့အစဖြစ်ပါတယ် ဒါဒီမိမိနှလုံးသားထဲမှာပေါ့ကိုယ့်ရဲ့နှလုံးသားထဲမှာဘလောက်ပဲတရားတရားတွေအပြည့်အဝရှိနေပါစေတဲ့ကိုယ့်ရဲ့လက်ထဲမှာတခြားသူအတွက်ပေါ့ဘေးစရာကမ်းစရာဘာမှမရှိဘူးဆိုရင်အချင်းဒီအချင်းဒီပဲပေါ့ဒါလို့ဆိုလိုထားတယ် အဲ့လိုပဲဆရာစောကြီးရဲ့အဆိုတစ်ခုလေးလဲရှိကုမာဘာမှမရှိသေးဘူးသူများပြည်ကျင်တာကအရင်ပဲကိုကုမာအရင်ရှိအောင်လုပ်ကြစီခြင်း ਨੇ ကုမာရှိပြီးမှသူများပေးရတာကောင်းတယ်ဒါကတော့ဆရာစောကြီးပေါ့အထက်ကတော့ဟိုကုမာဘာမှ မရှိသေးဘူးဒါပေမဲ့ကို့မှာမရှိသေးဘဲနဲ့တခြားလူကိုပေးခြင်းတဲ့စိတ်တွေကအဲတဖောက်ပါတော့ဖြစ်တယ်အဲကို့မှာမရှိဘဲနဲ့တဖောက်တခြားသူကိုပေးလို့ရမလားဆိုရင်ပေးလို့မရပါဘူးဒါကြောင့်ကို့မှာအရင်ရှိအောင်လှုပ်ဆစ်ခြင်းနဲ့ဆိုတဲ့အကြောင်းဒါဆရာစိုးကြီးကပြောခဲ့တာပါဥမာကိုကသူတပားကိုပေါ့နော်လူတယောက်ကိုကိုကပတ်စံတပောင်းပေးခြင်းနဲ့ဆိုပါစို့ ဒါပေမဲ့ကိုယ့်ရဲ့လက်ထက်မှာ9000ပဲရှိတယ်။တောင်းပေးနိုင်မလား။မပေးနိုင်ဘူး။9000လောက်ပဲပေးနိုင်မယ်။အဲ့တော့ကိုယ့်ဘက်ကကိုယ်မှာအရင်ရှိအောင်လုပ်ကြဖို့လိုအပ်ပါတယ်။လုပ်လဲလုပ်ဆက်ချင်ပါတယ်။ဒါကဆရာဆိုကြီးရဲ့ဆရာဆိုကြီးပြောခဲ့တဲ့စကားလေးပါ။အဲ့လိုပဲအဲကျွန်တော်တို့ဒီ လောကလောကမှာဆရာတွေကတပည့်တွေကိုပညာပေးတာရှိတယ်ပေါ့အဲ့တော့တပည့်တွေကိုပညာပေးတဲ့အခါမှာဆရာကြီးလက်ထဲလဲပညာညာစွာရှိနေဖို့လိုအပ်တယ်ဟုတ်ပြီအဲ့ဒီပညာတွေရဲ့ဘာတွေလဲအတန်းပညာပြည့်မြောက်တက်မြတ်ရုံနဲ့မရတယ်ပေါ့ ဒါအတန်းပညာမရသေးဘူးဒီတော့နဲ့တမယ်ုံနဲ့အသိပညာအတက်ပညာမျိုးစုံကိုယ့်ရဲ့လက်ထက်မှာရှိထားဖို့လိုအပ်ပါတယ်ဒါမှသာကိုယ့်ရဲ့တပည့်တွေကိုပေးနိုင်မှာပါအဲ့လိုမှမဟုတ်ရင်ပေးနိုင်မှာမဟုတ်ပါဘူးကျွန်တော်တို့ဒါအာပညာရေးဆိုတာအင်မတန်မှအရေးကြီးတဲ့အခြေခံလေကြပါတယ်အဲ့တော့ တော့ဒီပညာရေးကနေပြီးတော့တဖြည်းဖြည်းကျွန်တော်တို့စနစ်တကျကောင်းမွန်တဲ့ပညာရေးကိုပုံဖော်ဖို့လိုအပ်တယ်။ဒါကျွန်တော်တို့ရဲ့ဗမာအများစုကအဲဗမာအများစုကဘာလဲဆိုရင်အကျင့်ဟောင်းကြီးပေါ့နော်။အကျင့်ဟောင်းကြီးလုံးဝမပြောက်ဘူး။ဖြောက်လေခဏတာပဲဖြောက်သွားတယ်။နောက်ဝေးတုံရင်တုံရင်ဒီလိုမျိုးရောက်တယ်ပေါ့။ဘယ်လိုအကျင့်ဟောင်းလဲ။ ဒါဒင်ဒါကြက်ဒါဖီးဆိုရက်အကျောင်းကြီးပေါ့အဲ့လိုမဟုတ်ရင်တော့အဲ့အရာတွေကိုပြန်ပြီးတော့အဲဘယ်လိုလုပ်ပါစို့တော်လန်ပြဖို့လိုရလားစဉ်းစားတွေးခေါ်မှုနဲ့ဟုတ်လားစဉ်းစားတတ်တဲ့ဉာဏ်นี่တွေးခေါ်တတ်တဲ့ဉာဏ်นี่ဒါတွေရှိအောင် လောက်ရမယ်ဟိုဥပမာဒီဥပမာပေါ့နော်ဥပမာဆိုဒေါက်တာသိန်းလုံပြောခဲ့တဲ့စကားရှိအာနာရှင်ပညာကြီးကအချက်လက်ကိုပြတာတဲ့ဒီမိုကရေစီပညာကြီးကတော့စွန့်ရီပြတာတဲ့ကျွန်တော်တို့ကစွန့်ရီများများပြီးနိုင်အောင်လုပ်ဖို့လိုပါတယ်ဒီလိုဟိုကိုရဲ့တပိဟလား တယောက်ကောင်းမွန်စွာဟလားကြီးထွားနိုင်အောင်음စုံစုံမပဲ့ပြင်တင်ကြပေးဖို့ဆိုတာကလည်းလွယ်ကူတဲ့အလုပ်တော့မဟုတ်ဘူးပေါ့ဆိုပါစို့ဥယျံမှုပမာဏနဲ့နိုင်ကြည့်မယ်ဆိုရင်ပန်းဥယျံတခင်မှာဟာလားပန်းကလေးတပွန့်ရှင်သာလှပစွာဖွပွန်လာဖို့ဆိုတာလည်း ဒီဥယျာဉ်မှုတရားအနေနဲ့လွယ်ကူတယ်လို့မထင်ပါနဲ့မလွယ်ကူပါဘူးအဲ့လိုဟုတ်ပြီပင်္ဂလေးတစ်ဖွင့်ရှင်သန်လှပစွာဖုပွန်လာအောင်ကြိုးစားရတယ်ပန်းပွန်ပွန်များစွာရှင်သန်လှပအောင်ကျေးဇူးပြုထောင်ရပါပဲအဲ့လိုပဲဒီဆရာတွေဆိုတာကလည်းဘန်ဥယျာဉ်မှုလို့ပဲ ုယ့်ရဲ့တပည့်သားသမီးတွေကိုတူတယောက်ခေါင်းကနဲ့အများကောင်းလာဖို့အတွက်တင် जा ပြတ်သားရဲဆူဆိုးမရဲပြက်ပြင်းရတယ်ဒါဟာလေကူတဲ့အလုပ်တော့မဟုတ်ပါဘူး။ဘာကြောင့်လဲကိစ္စနဲ့ဒီအရာလဲအားလုံးသိနေကြတဲ့အတိုင်းပါပဲနော်။ အဲ့တော့အတက်နိုင်ဆုံးအစွမ်းနိုင်ဆုံးတော့ပြုစုပြုထုံးကြရတာပါအဲ့ဒီမှာကနှစ်ဦးနှစ်ဖက်ညီမျှကိုလိုအပ်ပါတယ်ဆရာတွေကလည်းဆရာရဲ့ဆရာစိတ် professional ဆရာစိတ်မိသားစွာနဲ့ကိုယ့်ရဲ့သူသားသမီးတွေကိုကောင်းမွန်စွာသင်ကြားပြုစုစုဆုံးမှပြုစုပြုထုံးဖို့လိုအပ်တယ်လို့တပည့်တွေကလည်းတပည့်မိသားစွာပညာကို ကောင်းစွာလက်ခံဖို့လိုအပ်ပါလေဓမ္မသာကောင်းမွန်တဲ့ပညာရင်းနဲ့လောကကိုပုံဖော်နိုင်မှာဖြစ်ပါတယ်။ကဲဒါတော့ဒါနဲ့ကြောက်ရအောင်မပေါ့နော်။ဘာလဲဆိုရင်ဒီကျွန်တော်အွန်လိုင်းပေါ်မှာပတ်ခဲ့ရတာလေးပါ။ဘယ်စီဘဝကြီးတယ်ဆိုတာကတော့မမှတ်မိတော့ဘူးဗျ။အဲ့ဒါလေးတစ်ခုကြံပြီးတော့ဖောက်တယ် ကြာကျင်နေ음အဲ့ဒီမှာဘယ်သူပဲဝါရေးတယ်ဆိုတာနေပတ်သက်ပြီးတော့ဆရာချစ်ဦးညူပြောတာနည်းနည်းလေးအမတ်ရသွားတယ်ဟိုသူကပညာရှင်ကိုနေရာပေးရတယ်တဲ့ဟုတ်လားဘာလို့လဲဆိုရင်စင်မင်းပေါ်သချင်းတပုတ်ဆိုမယ်ဆိုပါဆိုအစလိုနာမည်ကိုတော့များသောအဖြစ်ဖော်ထုတ်ကြပြီမယ်တချင်းရေးဆရာရဲ့အမည်ကိုတော့ထုတ်ဖို့မပြောတာကများပါတယ်ဆက်ချင်းဦးညူပြောတာပေါ့နော်ဒါကြောင့်လေတဲ့ဘယ်သူချင်းကတော့ဘယ်သူဆိုတာဆိုတာပဲသိပြီးတော့ ဘယ်သူရေးတယ်ဆိုတာမသိကြဘူးကျွန်တော်တို့ပညာရှင်တွေဖော်ထုတ်ပေးဖို့နေရပေးဖို့လိုပါတယ်အဲဒါဆက်စစ်ကျူးချူးမျိုးပြောသွားတာပေါ့အဲ့တော့ကျွန်တော်ကလည်းဘယ်သူရေးမှာကျွန်တော်မသိလိုက်ဘူးဟောအဘယ်စာကူကကူကညတော့အဖြစ်အဲအဲ့ဒီရေးတဲ့သူရဲ့နာမည်ကိုအမြဲတမ်းအမြဲတမ်းဖော်ထုတ်ပါတယ်ပညာရှိ ပညာတတ်ဖြစ်ပါစေအဲ့လိုမှမဟုတ်တော်တယ်မှာရှိတဲ့အဲ့လိုဟိုတောင်းသူရခုဟာလားဒီထန်တက်တဲ့သူပဲဖြစ်ပါစေဒါသူတို့ပြောတဲ့စကားကောင်းရင်သူတို့ပြောတာပါဆိုပြီးတော့ပြောဖို့လိုအပ်ပါတယ်ကဲဒါတော့အဲ့တော့ဒီဖက်ခက်ရလေးကဘာလဲဆိုရင်ကလင်းငယ်တဲ့ရောက်ကြည်ပြင်းလို့ ဟစ်တလာဖြစ်သွားတဲ့အခါတကဘာလုံးအတွန်းအယုံသေးကြီးကြရတယ်အဲ့ဒီလိုပဲကလေးငယ်တယောက်ကြီးပြင်းလို့မန်ဒဲလာဖြစ်သွားတဲ့အခါအာဖရိကတတိုင်းလုံးကျွန်စနစ်ပျောက်သွားရတယ်ကလေးငယ်တယောက်ကြီးပြင်းလို့ဂရာဘီဖြစ်သွားတဲ့အခါလေပြားပြည်သူတွေဆင်းရဲဒုက္ခရောက်ကြရတယ်ကလေးငယ်တယောက်ကြီးပြင်းလို့ ဂန္ဒီဖြစ်သွားတဲ့အခါအိန္ဒိယတိုက်တစ်ခုလိုထွန်းလင်းသွားရပြန်ရတယ်။ဒလင်းငယ်တယောက်ကြီးပြင်းလို့ဘင်္ဂလားဒင်ဖြစ်လာတဲ့အခါကပ္ပလူသားတွေအဆွမ်းရောင်လက်ချက်နဲ့ဒုက္ခရောက်ကြရတယ်။ဒလင်းငယ်တယောက်ကြီးပြင်းလို့မာတာထရီဇာဖြစ်လာတဲ့အခါကုကေယာမဲ့အပေကံဘဝလူသားတွေအီချမ်းတော့ရပြန်တယ်တဲ့။ဒါကြောင့်ကျွန်တော်တို့ရဲ့မျိုးဆက်တဲ့ ကလေးများရဲ့ပညာရေးဟာအင်မတန်မှအရေးကြီးရဆိုအဲ့ဒီမှာပြနေပါလေကလေးတွေကိုစာပညာတက်မြောက်ဖို့အသိပညာတိုးပွားဖို့ဇိုက်တဲ့မြင်မှားဖို့စာနာတတ်ဖို့စတဲ့အသိပညာအတတ်ပညာစွမ်းရည်တွေရှိဖို့လိုအပ်ပါတယ်ကျတို့အားလုံးလည်းသိပါတယ်ကလေးငယ်တယောက်ဟာလားကြီးပြန်းလာလိုက်တာအခုဘယ်လိုတော့ကစေရနေလေဆိုတာပေါ့နော် အဓိကတော့ဟုတ်ပြီအတန်းပညာတွေဘလောက်တက်မြောက်တက်မြောက်အသိပညာမရှိရင်စွမ်းရည်တွေမရှိရင်ဟဲ့လားဇိုက်တက်တွေမရှိရင်မဆာနာတက်ရင်အဲ့ဒီလူရဲ့တက်ထားတဲ့ပညာဟာလောကအတွက်အကျိုးဖြစ်ထွန်းမှာမဟုတ်ပါဘူးအဲ့တော့ဒီကျွန်တော်ရဲ့ music တဲ့ကလေးတွေကိုဟဲ့လားလူသားဆန်းဆန်းနေထိုင်တက်ပြီးတော့ဆာနာတက်ဖို့လေအရေးကြီးပါတယ် ဘယ်လိုလဲဆိုရင်ဒီမကောင်းနဲ့အဲအရာမှန်မှန်ရဟလာကိုလုပ်ငန်းကလုပ်ငန်းတစ်ခုမှမလုပ်ရမှာမဟုတ်ဘူးအတွေးကိုလည်းဖယ်ထုတ်ဖို့လိုအပ်ပါတယ်ဒါမှသာလေကျွန်တော်တို့အချက်အလက်ကိုမပေးပဲစွမ်းရည်တွေကိုပဲပေးနိုင်မှာဖြစ်ပါတယ်နောက်တစ်ခုဟိုဒါလဲ online seminar ဘောက ဖတ်ခဲ့ရတာပါအေးအဲ့ဒါလေးကဘာလဲဆိုရင်စစ်မှန်သောပညာရေးဆိုတည်ကလူကုန်အင်္ဂါနဲ့ပြည်စုံသူများကိုမွေးထုတ်ပေးခြင်းဖြစ်ပြီးအတုအယောင်ပညာရေးဆိုတည်ကတပါးသူတို့အတွက်အစီအကံများကိုမွေးထုတ်ပေးခြင်းဖြစ်သည်တဲ့ကျတော့အားလုံးစဉ်းစားကြပါဦးပါတွေ့တော့ကြပါဦးပါပြီးရင်နီလန်တကြလက်တွေ့ပြန်လဲအသုံးချပါပါပဲ ဒီတစ်ခါတော့တလောင်းနေပဲရလာလိုက်ပါတယ်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ကျွန်တော်ကတော့ဒီနေ့ယူပါ